ကျေးဇူးတော်ရှင်အက္ခမဟာပန္တိတအဘိဓဆမဟာရထဂုရုမောဂုတ်ဆရာတော်ဘုရားကြီးအမရဗုဒ္ဓမြို့မင်္ဂလာရိပ်သာဓမ္မယုံကြည်ပေါ်တွင်တရက်တလ1962ခုနှစ်၌ကျောင်းမကြီးဒေါ်တင်လန်းနှင့်ယောဂီများအားအထူးဟောကြားဆုံးမတော်မူအပ်သောအကြောင်းနှစ်ခုကြောင့်နန္တရားဖြစ်ပုံတရားတော် ရုပ်တရားတော့ဒီနေ့အကြောင်းလေးကြောင့်ဖြစ်တယ်ဆိုတာပြောပြီးဒီနေ့မနေ့ကကြော်သွားလိုက်ဒီနေ့နန္တရားကိုပြောမယ်နန္တရားဆိုတာစိတ်ကိုဆိုတယ်ဘယ်စိတ်ဖြစ်ဖြစ်ဘယ်တော့မှလိုလိုမပေါ်ဘူးလို့မှားဒီကရှင်ဒီကမျက်လုံးမကန်းတဲ့မျက်လုံးရုပ်မကန်းတဲ့မျက်လုံး သူတို့နှစ်ခုတဲ့မှသာနဲ့ငင်းစိတ်ကပေါ်လာပြီ။ဒါပြန်အကြောင်းနှစ်ခုပေါ်စိတ်ပေါ်လာအကြောင်းနှစ်ခုပြီးမှတ်ရမယ်။မှန်ပါဘူး။စိတ်ပေါ်လာဘယ်နှစ်ခုပါလဲ။အကြောင်းနှစ်ခုရှိတယ်။ပြည့်ပြည့်စုံစုံပြောကြပါလို့ဆိုလို့ရှိရင်ဒီကအဆင်းသူနည်းကြောင့်ကြအဆင်းလည်းရှိတယ်ဒီကမကန်းတဲ့ရုပ်မျက်လုံးလည်းရှိတယ်ဆိုစိတ်ကမရှိဘူး။ မောင်းခန်းနေတယ်မြင်သိမ့်မပေါ်တယ်ဟုတ်ပါဘူးဒါပြန်အလင်းကလည်းကူညီရကြည့်မယ်ဆိုတဲ့နှလုံးသွင်းကလည်းကူညီရနော်ဒါပြန်အလင်းနဲ့နှလုံးသွင်းလည်းကူဖို့ကူမှလာရင်မြင်စိတ်ကလေးကပေါ်နိုင်တယ်မှန်ဟုတ်လားမြင်စိတ်ဟုတ်ပါဘူးအဲ့ဒီမြင်စိတ်ပေါ်ခြင်းအကြောင်းမှာ မနတ္တနာမြင်စိတ်ပေါ်ခြင်းအကြောင်းပါဖြင့်ဒီကဆင်းရဲခြင်းမှဒီရုပ်မြလုံးကမကဝန်းတဲ့ကမကန်းခဲ့ပါမှာဒီကအလင်းကခွေးထောင်းမှာဒါကြည့်ဖို့အလင်းကြည့်မယ်ဆိုတဲ့နှလုံးသွင်းကပါဘူးလားပါဘူးဒီလေးချက်ဆိုမှနန်းဆိုတဲ့မြင်စိတ်လေးပေါ်တယ်လို့မှအလိုလိုပေါ်လာလားအကြောင်းလေးကြောင်းအကြောင်းလေးကြောင်းကြောင်းဒီအမျိုးလုံးလေးရှိရမယ်အရှင်းတော့ ်အလင်းကောင်နှလုံးသွင်းကောင်ဒါဖြင့်မျက်လုံးအစင်းနှလုံးသွင်းမျက်လုံးအလင်းအစင်းနှလုံးသွင်းကြည့်ရ၄ချက်ရှိမှာပေါ့ဘယ်နှချက်ရှိမှာပေါ်ကြလဲ၄ချက်ရှိမှာပေါ်တယ်လို့မှတ်ကြရနော်ညကြတာမျက်လုံးနဲ့ရှိတာဒီတားရဲရှိတာပဲဆင်းတယ်မြင်ကြအလင်းလို့ အလင်းလုံနေတဲ့တည်းမြင်စိတ်မပေါ်နဲ့ဟုတ်ပါဘူးဒါကြောင့်ခုတ်တိုက်ကြတယ်ပါတိုက်ကြတယ်ဆိုတော့အလင်းလုံဟုတ်ပါဘူးတခါတည်းကျတော့ရှေ့မျက်လုံးကတည်းကတည်းကတိမယ်ဆိုတာနှလုံးသားမရှိတဲ့အခါကျတော့ကားဖြတ်သွားတာတော့မသိလိုက်ဘူးသိရတယ်အဲ့ဒါပါလို့နေတာနှလုံးသွင်းလို့ပေါ်ကြဒါပြင်မင်းစိတ်ကလေးပေါ်ပါမယ်အကြောင်းအကြောင်းလေးအကြောင်းရှိတယ် မြင်စိတ်ကလေးပေါ်ပါမယ်ကြောင်းမင်းမြင်တယ်မြင်တယ်ဆိုတဲ့စိတ်ကလေးပေါ်ဖို့ရတယ်လေးချောင်းကူပါဒါပြန်လေးချောင်းကြောင့်ဖြစ်တဲ့မျက်လုံးမြင်စိတ်ကလေးကိုနာမြင်တယ်လို့မင်းတို့မထင်လိုက်ပါနဲ့လေးချောင်းကြောင့်ဖြစ်တဲ့မျက်လုံးကိုနာမြင်တယ်လို့မထင်လိုက်ပါနဲ့သင်္ကလေးလေးပါနော်အကြောင်းပါအကြောင်းပါလေမျက်စိအခြင်းအလင်းနှလုံးသွင်းသူလေးဥဆုံးမှာဒါလေးတစ်လုံးပေါ့ ဘုရားညာမို့သိတဲ့ပုဂ္ဂိုလ်ဟုတ်ဘူးလားဘုရားညာမျက်စိလက်ရှိဦးမှာအရှင်းကတော့အလင်းကတော့ပြီးမှဆိုတော့နှောင်းသွင်းတာဒီလေးခုရှိမှသာလဲဘာပေါ်မြင်စိတ်ပေါ်နေတယ်ဆိုတော့ဒါငါစိတ်လို့ဆိုကြတယ်မနေ့ကငါမြင်တယ်လို့ဆိုကြတယ်မဖြစ်တော့ဘူးဆက်နိုင်ကြပါလိမ့်မယ် ဘယ်သူ့အကြောင်းကသူ့အုပ်ချုပ်နေတဲ့အကြောင်းကဘယ်အကြောင်းရှိလဲ။ဇေယျောင်းကစီမံလို့ပေါ်တယ်။ဇေယျောင်းကစီမံလို့ပေါ်တယ်။အဲ့ဒါကြောင့်မြင်းရဲ့ကလေးလေးကိုလည်းဒီနေ့ညတက်ကြရီဖြုတ်နေတယ်။ဩငါနဲ့လုံးဝမဆက်တော့ပါလား။ဒီကငါဝန်လို့ရကြတယ်။ငါမြင်တာဟုတ်ကဲ့။ဟုတ်ပါဘူး။ဒီစိတ်ကလေးကမြင်တာ။ဒီစိတ်ကလေးကလည်းငါလောက်ထားတာလား။ဟမ် ကြောင်းပါနဲ့ကြောင်းပါအကြောင်းလေးကြောင်းစီမံထားတာဖြစ်ပါတယ်လို့သိသိချာချာမှတ်ဒါပြန်အကြောင်းလေးကြောင်းကသာဆိုင်တဲ့စိတ်ကြီးပေါ့ကွာမြင့်စိတ်ကလေးရလေအကြောင်းလေးကြောင်းကသာဆိုင်တယ်ဆိုတော့တင်납ပလားဒါပြန်ဒီထဲမှာငါမဖြုတ်စီနေပြောတော့ပြောတော့ငါမြင်ပါလေကျိုးစလဲငါလောက်ခါတာမဟုတ်လို့ငါတော့မဆိုင်ဘူး ကပြောတာကတခြားပြီးတာကတခြားမှားရမှာပြောတာကတော့ငမ်းမြင်တယ်ဆိုတော့သူများတွေပြောမှနားလည်မှာဒါကြောင့်ငမ်းမြင်တယ်တော့ပြောနိုင်တယ်သို့တော့ငါးပိုင်းငါးဥစ္စာတော့ငါးပိုင်းငါးဥစ္စာတော့မဟုတ်ဘူးလို့ဆိုတော့နှလုံးသွင်းရမှာရှင်းကြလားဒါဖြင့်ဒီမြင်စကလေးတွေကလို့ဆိုလို့ရှိရင်ငါ့ကောင်ငါ့ဥစ္စာလို့ဆိုနိုင်ကြရဲ့ မဆိုးနိုင်ဘူးတဲ့ငါဘိုးလည်းမဆိုးနိုင်ဘူးငါဟာလို့ပဲငါဥစ္စာလို့ပဲမဆိုးနိုင်ဘူးတဲ့မြင်စိတ်ကမြင်စိတ်ပဲကြောင်းလေးကြောင်းကြောင်းဖြစ်တဲ့မြင်စိတ်ပဲလို့မှတ်ထားပါဘယ်လိုမှတ်ကြမလဲကြောင်းလေးကြောင်းကြောင်းဖြစ်တဲ့မြင်စိတ်လို့မှတ်ထားတော့မောင်လေးကငါနဲ့မဆိုင်လို့ရှိရင်ဘုရားတိုင်းကြောင်းလေးပိုင်းရှိမှလို့ဖြစ်နေတဲ့တရား အကြောင်းလေးပါတစ်ခုခုချုပ်လိုက်ရင်သို့ဟုတ်ပါဘူးအကြောင်းလေးပါတစ်ခုခုချုပ်ရင်ချုပ်ပါဘူးချုပ်ရမှာပဲမောင်မြတ်မှတ်ရမှာခကြောင်နန္ဒရားလေးတလုံးပေါ်ခွေရအမှန်လို့မြင်စိတ်ကလေးတစ်ခုကနန္ဒရားနော်ဒါလေးတစ်ခုပေါ်ခွေရကိုအကြောင်းမကြောင်းနဲ့လေးကြောင်းပေါင်းပြီးမှသူအကျိုးတစ်ခုပေါ်လေကြောင်ပေါင်းမှာအကျိုးတစ်ခုပေါ်တယ်လို့မှတ်ထားတာ ဒါကံကလုံထားတာလားလို့မေးလိုက်ရင်ကံကလုံတယ်ကတည်းကပြောတယ်။မျက်လုံးသားမျက်လုံးကံကလုံ။ဒါရင်ကြတော့ကိုတဲ့ဒါကလည်းဥရုတွေကလုံထားတာဒါကလည်းဥရုပဲလုံထားတယ်ဒါကတော့နှောင်းမနံကလုံထားတယ်နော်ဘုန်းနဲ့ဆိုတာဆင်ခြင်တာပေါ့တိမယ်လို့ဆင်ခြင်လိုက်အဲ့ဒီကဲဆင်ခြင်လိုက်တဲ့အခါကျတော့ ူးစင်ရင်လည်းမပေးဘူးဒီမျက်လုံးကလည်းပါအောင်မလေးလင်းကလည်းရှိအောင်ဟုတ်ဘူးလားဒီဆင်းကရောဒါပြနေမြင်စကလေးပေါ်ခြင်းအကြောင်းဘာကြောင်းလို့လေးကြောင်းလို့မှတ်တယ်ဗျာနန္တရပေါ်တာဒီလိုကြီးမှတ်အောင်နန္တရပေါ်လဲဆိုရင်ဟောတာနည်းကနန္တရလည်းခေါ်နေတယ်စိတ်တရားလည်းခေါ်နေတယ်အဲ့ဒီကတော့ခေါ်နေတာဒီနန္တရကို မျိုးလုံးမြင်တဲ့ပုဂ္ဂိုလ်များကစဉ်းစားရမယ်ငါကောင်ငါငါဥစ္စာဟုတ်ပါရဲ့ငါကိုလို့လဲဆိုလို့ငါကိုဆိုရင်တရားတရားဆောင်မှာကိုမင်းမပါဆိုင်လို့တော့ငါဟာတော့ငါဥစ္စာရောအဲငါကောင်ငါငါဥစ္စာမဟုတ်ဘူးဆိုပြီးဒီလိုပြတာလိုက်ရင်တဏ္ဍမာနဒိဋ္ဌိရှင်းလာတယ်တဏ္ဍမာနဒိဋ္ဌိတဏ္ဍမာနဒိဋ္ဌိရှင်းတယ်လို့မှတ်ထား အဲ့ဒီဒနာမနာရိသင်တဲ့ခါကျလို့ရှိရင်ပြန်လို့ဒနာကလည်းမလာလို့ဒနာဥပါဒံကံလည်းမလာတော့မာနလည်းမလာလို့မာနဥပါဒံကံနေရောမလာပါဘူးဒိဋ္ဌိကမလာလို့ဒိဋ္ဌိဥပါဒံကံနေရောမလာပါဘူးမလာလို့ရှိရင်ပြန်တော့ပြိလိနေခြင်းအိုခြင်းသေခြင်းဆိုတာကြီးကိုလာနိုင်ကြဘာလို့မလာနိုင်လို့လဲသူ့ကငါ့ကငါ့ငါ့ဥစ္စာမဆွဲလို့မြင်စိတ်ကလေးကို ်ငါကငါငါ့ကိုဆိုလို့မဆွဲလို့ရှိရင်ဖြင့်တဏှာကလာသေးလားတဏှာမလာရင်နောက်ပြိတိဒိဋ္ဌိမလာရင်နောက်ပြိတိမလာဘူးအေးမာနမလာရင်ကထာရည်ဆရာလေးကိုအခုပြောလိုက်တဲ့အကြောင်းလေးကြောင့်တော့ပြည့်နေတယ်လို့မမှန်ကန်ကန်သိနေကြလို့ရှိရင်ဉာဏ်စိတ်ကဉာဏ်စိတ်ပဲလို့ဆိုပြီးဒီကရ ဆုံးဖြတ်ချက်ချပြီးသိနေလို့ရှိရင်သဏ္ဍာန်ဒိဋ္ဌိရချင်းတာဘယ်နှပါစင်ရသဏ္ဍာန်ဒိဋ္ဌိဆိုတာသံဃာဆက်တတ်တဲ့တရားကိုဆိုပြီးသဏ္ဍာန်ဒိဋ္ဌိဆိုတော့ဘာပါလိမ့်သံဃာဆက်တတ်တဲ့တရားကိုဆိုပြီးအဲ့ဒီသံဃာဆက်တတ်တဲ့တရားဒါလေးငါ့ကငါ့ငါ့ဥစ္စာမဟုတ်ဘူးလို့သိလိုက်တယ်ညသံဃာဆက်တတ်တဲ့တရားတခုမှမလာတော့မလာတဲ့က ိုနာသေးမွေးအိုနာသေးမွေးလိုက်ကိုလိုက်နားလိုက်သေးလိုက်မွေးလိုက်ကိုလိုက်နားလိုက်သေးလိုက်ဒါရီယာမောင်မြတ်မကြုံတော့ဒါကြောင့်ဒေသကိုငါ့ကောင်ငါ့ငါ့ဆံမဟုတ်ဘူးလို့ယနေ့ညမသိထားတိုင်းဒါလေးတလုံးကြိလိုက်တယ်နဲ့ဒါလေးကဒီကြောင်းလေးကြောင့်ဖြစ်တယ်လို့သိလိုက်သဖြင့်ဘယ်ကံမဲ့လာဖြစ်နေပါလိမ့်မလို့ဆိုတော့ဝိသိကိစ္စရှိသေးရဲ့ရှိပါဘူးဝိသိကိစ္စသိတော့ ဒီကြောင်လေးကြောင်ကြောင်ဖြစ်တယ်လို့သိတယ်ဝိသေကသေတော့ပြီဒီကြောင်လေးကြောင်ကြောင်ဘာဖြစ်တဲ့တော့ဆိုတော့အမြင်စိတ်နိုင်ငံလေးဖြစ်တယ်လို့သိတဲ့ဖြင့်ဒိဋ္ဌိကပြတ်သွားတယ်ကြောင်လေးပါးကြောင်ဖြစ်တယ်ဆိုရင်ဝိသေကသေတယ်ဒါနန္နန္တသတ္တိတင်ဒိဋ္ဌိသေတယ်ဒါသိချင်မှတ်ပါကြောင်လေးပါးကြောင့်ဖြစ်တယ်လို့သိရင်သိတယ် ကနာနဲ့တက်တဲ့ပေါ်တာပဲလို့သိရင်ဒိဋ္ဌိသေးတာပဲတဲ့အသိနဲ့သေးတာလို့မှတ်ပါဘယ်လိုမှတ်ကြ။အဘွားနဲ့သေးတာမဟုတ်သေးပါဘူး။ဒါအသိနဲ့သေးတာပဲရှိသေးတယ်။ဘွားရအောင်။ကောင်းပြီအသိနဲ့သေးတဲ့ကအငယ်သောတာပန်ဖြစ်ပြီးတော့အောင်လို့။ဘယ်လိုမှတ်ကြ။အငယ်သောတာပန်ဖြစ်ပြီးကမှတ်တာ။အပေတဘွားလို့။တဘွားပဲလို့။ ဒီတိတိထားလို့ရှင်ဟာတဘွားလည်းလွတ်တာတော့မကြိုက်သေးပါဘူးဗျာစဉ်လုံးကျော်ဘယ်ကံဆိုလွတ်တာကိုကြိုက်ပါတယ်လို့ဆိုလို့ရှင်ဖြင့်နဲ့သူပြောတာလည်းမမေ့ကြည့်ပဲနဲ့ဒီကမဲ့ကငါးပါးနဲ့မင်းတို့ဝန်ထဲကနေဒီကြောင်ဖြစ်ဖြစ်ရှိတယ်မြန်ကြက်လေးကိုဘာလို့อ่ะပြပြရှုပ်ပဲလို့ပြပြမုံပြပြဆုံးသွားလို့ချင်းစံလုံးကြောက်ဖြစ်လို့ တဆုံးသွားလို့ရှိရင်နော်ပေါ်ကြရဲ့ဒါပြန်သိနေလွတ်လို့ရှိရင်တဘွားအဘွားနဲ့လွတ်လို့ရှိရင်ဖြင့်တသံတရားလုံးတောက်လျှောက်ပဲလေးပဲလွတ်သွားတယ်ပေါ်ကြဒါပြန်ဒီဥစ္စာမိတ်ပြလို့တော်ပါတရားနာတဲ့ပုဂ္ဂိုလ်ဉာဏ်စွမ်းနဲ့တော့အဖြစ်ချင်းသွားပြီးတော့ဘာမှပေါ်မှာမဟုတ်တဘွားတောင်လွတ်ဖို့မြင်သေးရဲ့ဒါငါမြင်တယ်ပဲပြောနေတယ် ်တန်ငါပဲမှန်ပါဘူးငါနဲ့ပါဆိုင်တယ်ဆိုင်ပါဘူးသိကြကြသိကြပါဘူးအဲ့ငယ်တိထားတော့မှပွားပြပါမြင်နေဆုံးမြင်နေစိတ်ကလေးအချင်းမပြတ်သွားတယ်မြင်ပြီးပြတ်တယ်ဟောဝန်နေရနေနံပါတ်2တဲ့နဲ့3လင်း5ကြောင်းထိုးကြည့်တဲ့မြင်တာမြင်စိတ်တစ်ခုနဲ့မြင်တာဒီလေးပါးတစ်ခါတစ်ခုလို့ပါဗျာ သုံးမြန်မြန်တော့လေးပါးကလေးမြန်မြန်တော့ကဲတယ်မင်းကြီးပြက်မပြက်မင်းနဲ့ဆက်လိုက်ဒီကပြန်လောက်လာတာကြည့်လေကအသက်နဲ့မြင်နေရအသက်နဲ့မြင်တာထောက်လို့ရှင်ဟောင်းပြက်လို့ပဲဟောင်းပြက်လို့ပဲဘယ်လိုဆိုရဟောင်းပြက်လို့ပဲလို့မှတ်ကြအသက်နဲ့မြင်မြင်နေပါတယ်ဆိုရင်ဘယ်လိုမှတ်ကြအောင်အဲဟောင်းပြတ်တာလေးနှိမ့်ချကြည့်လေအသက်ပေါ်လာတာသင်္ခါရလို့မှားတယ် ်ကာရအနိစ္စတင်ကာရအနိစ္စတင်ကာရသောကြတိတင်ကာရအနိစ္စရောက်ပြန်မရောက်ဘူးအဲ့ဒါသဘေတင်ကာရအနိစ္စဆိုတာမပေါ်လာသေးဘူးလားအေးကြာမှတ်ထားလိုက်ကောင်းပြီဒါပြန်ဒီမြင်စိတ်ကလေးတစ်ခုကိုဩဒီလေးပါတော့အကြောင်းမျိုးဖြစ်တယ်လို့သိထားတော့ဘုံသဏ္ဍာန်ဒိဋ္ဌိကသူ့ဖြစ်ဖြစ်ရှိနေတဲ့မက္ကလာနေပြီကောမလာသေးဘူး နာနေတဲ့ကသူ့နောက်ကနာမြင်တယ်ဆိုတဲ့ဒိဋ္ဌိမလိုက်နိုင်ဘူးဒိဋ္ဌိလည်းသေသွားဟုတ်ဘူးလားမာနလည်းဒါဖြစ်ပြီးပြတ်တယ်မင်းဖြင့်ဩငါဥစ္စာမဟုတ်လို့သူနဲ့မာနထောင်ပါသေးရလားတဏှာလည်းခင်ကြရှိသေးလားဖြစ်ပြီးပြတ်တဲ့တရားလို့သိရင်မရှိတော့ဘူးဖြစ်ပြရှိတာဓမ္မမာနဒိဋ္ဌိသုံးလို့သိတယ်အဲ့ဒါကြောင့်သူကတသံတရားလုံးပယ်လိုက်ပါလို့ပါတယ် တဘွားတယ်လွတ်တာဟုတ်ပြီ။ဗရမဏလေးကြီးကုန်သေးသွားတာ။ပြပြန်တော့လေအလွယ်လေးလို့မှတ်ချက်။ပြပြန်တော့လေ။မသိပြန်တော့ဒီလိုလည်းမမှတ်ကြဘူးဒီလိုလည်းမသိကြတော့ဘူးဆိုလို့ရှိရင်ဒိဋ္ဌိတဏှာနဲ့သိပါလား။သနာတဏှာနဲ့သိရပါဘူး။မာနတဏှာနဲ့သိရပါဘူး။ပြေသွားတော့ဘုံပဲသွား။သံတရားလဲကြ၊ဝိဇ္ဇနာကြသိကြ မသာလောင်တွေဖြစ်ပြရှင်းကြကပြင်းမျက်လုံးဘက်ကပြင်းမင်းနဲ့နိုင်ပါပြီမျက်လုံးဖြစ်ပြရှိတာပြင်းနိုင်ပါပြီနော်အကဲဒီမျက်လုံးဖြစ်ပြမရှိနိုင်ဘူးဗျာမြန်လွန်းတယ်ဆိုလို့ရှိရင်မြင်ပြီးဒီကလာအဖြူနေကြောင်ကြသိတဲ့စိတ်ကလေးပေါ်တယ်ပေါ်ပါဘူးအဖြူနေကြောင်ကြသိတဲ့စိတ်ကလေးပေါ်တယ်ဟုတ်ပါ ကြောင်းလေးပါကြောင့်ပေါ်တဲ့မျိုးလုံးကမြင်ပြီးပြီးတယ်ဒါလည်းပေါ့အဲ့ဒီပြီးတဲ့စိတ်ကိုတော့ဖြစ်ဖြစ်ရှိရှင်းမလားပြီးတဲ့စိတ်ကိုဖြစ်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 ရှိလိုက်ပြန်လို့သိုံနဲ့သိတဲ့တွေ့သူတဏ္ဏတော့ကမလာပါဘူးဖြူပဲလို့ပြီးအနာပဲအညူပဲလို့ပြီးတယ်ကြတယ်လို့ပြီးတယ်ဝရတယ်လို့ပြီးတယ်သိုံကတော့ဘာမှပြင်းမရှိဘူးဝရလို့ခံရကောင်းတဲ့ဆုမတဏ္ဏပြက်လာသဘောကျ အဲ့ဒါတွေတေချာသေးတယ်မှာဩဒါဖြင့်မြင်စိတ်မြင်ရုပ်ကိုရှုခြင်းရှုမရှုခြင်းမြင်စိတ်ရှုခြင်းရှုမမိလိုက်ဘူးရှင်သိတာကိုသိစိတ်ကိုရှုခြင်းရှုဆိုကြည်ရာရှုရဲ့ဒီကအားလုံးရှုနိုင်တာကြီးပဲဆိုတာမှတ်လိုက်ရှင်းကြရှင်းပါဘူးအဲနှလုံးဘက်ကနိုင်ပြီဆိုကြပါလားနှလုံးဘက်ကနိုင်တော့နားဘက်ကပြောမယ်နားဘက်ကပြောမယ် အမွေမွေးတော့ကလည်းနားကမကန်းခဲ့ပါဘူးနားရုပ်ကပါအောင်ပါဒီကအတန်ကလေးရှိပါအောင်နော်ဒီကအပေါက်ကလေးလည်းရှိပါအောင်ပါအတန်လာတဲ့ပေါက်ကလေးနော်နှလုံးသွင်းကလည်းရှိပါအောင်ပါကြားစိတ်ကလေးပေါ့ကြားစိတ်ကလေးလေးချက်ပဲဘုဘကနာခံနေရနေမင်းတို့ဘယ်လိုလဲနိုင်သွားနေနေဒီကကြားပါအောင်အပေါက်မရှိဘူးအကတအပေါက်မရှိဘူးအပေါက်မရှိလို့ရှင် ဖြင်နာလရှိမှအတလ်ဟိုထွက်နေဦးမှအပေါက်လေးရတယ်ထောင်မဲလဲနှလုံးသွင်းရအောင်ဒီလေးပါရှိမှကြားစိတ်ကလေးပေါ့သူကခွာလေးထူးလားထူးဘူးလားအပေါက်လေးထူးပေါ့အာကာသဆိုတဲ့အပေါက်လေးဓမ္မကြားစိတ်ကလေးပေါ်နိုင်တယ်ဆိုတော့ကြားစိတ်ကလေးဖြစ်ကြောင်းဘယ်ကြောင်းမှလဲဒါနဲ့ကြားစိတ်ကလေးဖြစ်တယ်လေလေကြောင်းလို့ကျွန်တော်မှတ်ထားရမယ် ဩဒါဖြင့်အကြောင်းလေးကြောင်းကလောက်ထားတယ်ကြားစေလို့မသိဘူးလားသိရင်ဝိသေသသိပြီအလိုလိုပေါ်တာဟုတ်တယ်ရသူများတဲ့အလိုလိုကြားနေတယ်ဗျာဆိုတာတွေကတော့လူပိလူအပြောတာတွေအဲကြားတဲ့ကလေးကဖြစ်ချင်းကြောင့်ဘာကြောင့်မလဲလေကြောင့်လေကြောင့်ဆုံးလို့ရှိရင်သူပေါ်တာပဲနန္ဒမလေးပေါ်တာပဲကြားနံလေးပေါ်တာပေါ့ ခေါင်းငါကမြင်တဲ့နံလေးပေါ့နော်အခုတော့ပါလားကြားရတဲ့နံကြီးကလေးပေါ့လေဆိုတော့လူသေးတွေကြားတာကြည့်ပါလားဟောဒီရုပ်ပြက်သွားတာမျိုးလုံးရုပ်ပြက်သွားတယ်ဒီအရှင်းတွေဘယ်လိုပြပြမသိတော့လူသေးတွေဘယ်လိုနာနာမြက်ကပ်ပြစ်သူ့လောင်းဘွယ်ကိုကြားနိုင်တယ်ဟောတာပြက်သွားတယ်ကြားစီပြက်သွားတယ် ကံ့ညံဖြစ်တဲ့ကြာစိတ်ပြတ်သွားပြီတဲ့ဒါကြောင့်သူတို့ကြတော့ဘယ်လိုမှမကြနိုင်တော့ဘူးရှင်းမင်းနော်ဒါပြန်ကြာစိတ်ကလေးပေါ်ခြင်းအကြောင်းဘယ်နှကြောင်းရှိတယ်ဒီကအသံအပေါက်နှလုံးသွင်းနာဒီလေးကိုမဆုံးလို့ရှိရင်ဆံကျင်ရပေါ်ဘူးမပေါ်ဘူးနားလေးတဲ့ပုဂ္ဂိုလ်ဒါပြတ်တယ် ကြပြတ်တော့ကြားစိတ်ပေါ်သေးမပေါ်တော့ဘူးတဲ့နားရတဲ့ပုဂ္ဂိုလ်ကြတော့ကြားစိတ်ကိုမပေါ်နိုင်ဘူးဒါကိုပတာရပြက်တယ်လို့ဆိုကြပြီးတော့ကြားရုပ်လေးပြက်သွားတယ်ကြားရတဲ့ရုပ်လေးပြက်သွားတယ်လို့မှတ်ထားကြတယ်အဲ့ဒါကြားတာကငါလားသူလားနာငိပေါ်တာလားကြားရတဲ့နာငိပေါ်ရှင်းမလားကြားရတဲ့နာငိပေါ်တယ်ဆိုတော့နာငါကြားတာတပင်ကြားဖို့ဘူကြီးကလေးဘူး ကြားဖို့ရပေါ်တဲ့အကူကြီးကလေးခုလို့မှတ်ထားပါတဲ့လေးခုလို့မှတ်ထားတဲ့အခါကျတော့အောင်ကြားဖို့ရအကူကြီးကလေးခုပေါင်းစုံပြုတ်လိုက်တော့မှကြားရတာတလုံးပေါ့သဘောပါကြဒါကမင်းတို့ကောင်းအောင်ဟောတဲ့တရားမဟုတ်ပြီးအောင်ဟောနေတာကောင်းပြီတဲ့ကြားရတဲ့စိတ်ကလေးကငါလားသူလားကြားစိတ်ကလေးလားကြားစိတ်ကလေးလို့မှတ်ထားပါ ကြားရတာကောင်းလိုက်တာဆိုလို့ရှိရင်သူနဲ့ဝေဒနာနဲ့တွဲပေါ်တာပဲမြင်ရတာကောင်းတယ်လို့ပေါ့ကောဝေဒနာလည်းပေါ်တယ်၊သင်ညာလည်းပေါ်တယ်၊ကြားလို့တဲ့စေနာလည်းပေါ်တယ်၊နမခန္ဓာ၄ပါးလာလာပေါ်တာ။ဒါနံပေါ်ခြင်းအကြောင်းဖဏ္ဍာရလေး၄ပါးပြီးလဲ၄ပါးပဲ။ဖဏ္ဍာရလည်းဒီလိုလေးကိုပေါ်တာ။ရှင်းမလား။ဒါရီယာမလိုဘူးကော။တကယ်ဆရာကောင်းကောင်းတပီးကောင်းမှသိရမှာ။နမောရင်တော့ဝေပါလေ။စသွားကြည့်တော့ဟုန်တလုံးကြီးတလုံး။ ဟိုတလုံးဒီတလုံးရေးထားတာပေါင်းပြီးတော့ပြောဖို့ရစေတော့မလွယ်တော့အဲ့ဒါပြန်ကျမ်းနာလေးပေါ်တာသဘောကျကြနမခန္ဓာဘယ်နှပါးပေါ့လေးပါးပေါ်တယ်လေးခုအဲ့နမခန္ဓာလေးပါးတပြိုင်နက်ပေါ်တယ်တပြိုင်နက်ပေါ်တယ်ဆိုတော့ဒါပြောတာဒါကြောင့်ကြားတာကောင်းလိုက်တာမှတ်တာလည်းပါတာသိဆိုတာလည်းသိနာလည်းပါတာ ဘယ်ပါပါလေးပါအတူတူဖြစ်လို့ပြည့်တဲ့ခါကျတော့အတူတူပြည့်တာဒါကြောင့်သူ့ကိုဖြစ်ပြရှုခနဲ့သုလသရဗံနဲ့မနေခြင်းလို့ရှိရင်သုလသရဗံပြန်ပြောရအောင်ဈာတိကလေးနာမခန္ဓာလေးပါလို့လို့ပေါ်ကလာအကြောင်းဘယ်နှပါလဲကြောင်းလေးပါကြောင့်သိတယ်ရှင်ဘာဆင်သွားတယ်ဝိသေသဆင်သွားပြီဒါလေးကနန္တသက်နာမခန္ဓာလေးပါပေါ်လာပဲလို့သိရင် အဲ့ဒါတဘောသတ္တဗံတဘောပြင်းဆိုတာသတ္တဗံငယ်သတ္တဗံဖြစ်သွားပြီလို့မှတ်ထားရအောင်ပြင်းပြီနော်ခိုင်းတလောက်နဲ့တပည့်တို့မကျင်တတ်ပါဘူးဖခင်ကြောင့်လေးပါးကြောင့်ဖြစ်တာလေဖြစ်ပြရှိပါဦးမယ်ဆရာပေါ်တိုင်းဖြစ်ပြရှိပေါ်တိုင်းပါလားပေါ်တိုင်းဖြစ်ပြရှိစိတ်တခုလည်းဖြစ်ယူနေပါကျန်တာကုန်ပါတော့တာဟုတ်ပါစိတ်တခုလည်းရှိနေကြစိတ်တခုလည်းဖြစ်ဖြစ် ဖြစ်ပြီးပြတ်သွားပြီလို့သိ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 လေးရှုနေကြလို့ရှိရင်ပဲဒီဖြစ်ပြက်ကမုန်းလာမှတော့ဒီဖြစ်ပြက်ဆုံးသွားလို့ရှိရင်အပေလေးပါလုံးဝနည်းနည်းဥစားကွဲပြီးလို့မှားရမယ်သဘောပါရဒါဖြင့်တရားသိခေါ်လို့လည်းမရှိဘူးကဲဒီစသိတ်သိတ်တယ်ဥစားကတခုတခုမှလည်းမျိုးရမရှိဘူးမျိုးမတူဘူးတဲ့ဒါဖြင့် ဒီကြားတဲ့ကလေးမှမရှိနိုင်ဘူးဗျာကြားပြီးတွေ့တယ်ကသိသေးတယ်ဖြစ်ဘုရားတံမဲ့ဘဝတံမဲ့ဆိုတာသိသေးတယ်ဆိုတော့သိတဲ့စိတ်ကိုနောက်ကလိုက်လိုက်တယ်လည်းနမခန္ဓာလေးပဲလိုက်တယ်လို့အောင်အဲ့ဒီသိတဲ့နမခန္ဓာလေးပါကိုမင်းတို့ဖြစ်ပြတယ်ကပြချူရှင်းမလားဒါပြန်ရှုရဘယ်နှချက်ပေးတယ်လို့မရှိဘူး၃ချက်အပန်းရှိနေတယ်ကြားစိတ်ကိုသိတဲ့စိတ်ကိုဒီ၃ချက်တစ်ချက်ချက်တော့မရအောင်ရှိတယ် ီသုံးချက်တစ်ချက်ချက်မေ့အောင်ရှင်းလိုက်လို့ဖြစ်လို့ရှိရင်တော့မင်းတို့ဘယ်လေးပါးသိချာဘာမှဘူးရမရှိတော့သဘောပါဒါဖြင့်ကြားခြင်းအကြောင်းကဘယ်နှပါလေးပါးလေးပါးပေါင်းတော့ဘာလေးပေါ်တော့လေကြားစက်ကလေးပေါ်တယ်ကြားစက်ကလေးပေါ်တော့ကြားစက်ကလေးတစ်ခုလေးလားလေးပါးလားပေါ်တာနမကန္တလေးပါးပေါ်အဲ့ဒီနမကန္တလေးပါးကိုဖြစ်ဖြစ်ရှိပါ မယုံနိုင်ဘူးလူရဲ့တို့ကြာပြီဒါကငှက်တံပဲကြက်တံပဲလို့ပြီးတယ်ပြီးတဲ့စိတ်တွေနောက်ပါလိုက်ကြားတဲ့စိတ်တံပဲပြီးတဲ့စိတ်ကလိုက်လာလို့ရှင်သူ့ပါလို့ပါသူ့ကိုပဲနှိမ့်ချရှိပါဘိဗ္ဗေဆိုတာနှိမ့်ချပဲသဘောပါအဲ့ဒီကောင်မရှိဘူးပြီးကြလာနေကြလို့ရှင်ရှင်ဒီနိုင်ရဲ့ချစ်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 နေရတဲ့ချစ်ချစ်ဟာလဲပရမချစ်ကြလာလို့ကြာပြီတာ နိုင်ကမိတာနိုင်ကမိတာကိုမသိဘူးလားအဲ့ဒီသိတဲ့ချိန်ကလေးပါလို့ပြန်ရှင်းလိုက်တဲ့အခါကျတော့ချင်းနိုင်ကြီးကြောင့်ဟိုသွေးတဲ့နိုင်ကြီးလို့တော့တာကိုလာသေးတယ်မှန်ပါဘူးကြားတော့ကောင်းတယ်ဆိုတဲ့လောဘမှန်ပါဘူးကြားတော့ကြားမှမသိတဲ့မောဟကမှန်ပါဘူးမလာတော့ဘူးတဲ့ပရိစ္ဆေသမုပ္ပါကြားတဲ့စိတ်ပြိုက်တဲ့ဆင်ပရိစ္ဆေသမုပ္ပါကတော့တာလာတော့ပရိစ္ဆေသမုပ္ပါကတော့တာလာရင်ဆက်တော့ လောဘလာရင်အဲမောဟလာရင်ဆက်သွားတော့မင်းငံရောက်ပြန်မကောင်းဘူးအဲ့ဒါပရိစ္ဆေသုံးပါးဆက်တော့သံဃာကြီးတွားပြန်ရောက်တော့သဘောပါကြအဲဒါဖြင့်တဏှက်ရှိရမှာတော့မေးတယ်တန်ရှုရင်ရှားစိတ်ကိုပြီးတဲ့စိတ်ကိုရှုခြင်းရှုရှုပြီးတော့မေးရကိုရှုနိုင်လို့ရှိရင်တော့မနုဿီတာပါတခုခုတော့လည်းမေးအောင်လိုက်ကြပါ သဘောပါကြအဲဘာမှဘူးကြံဖြစ်ဘူးကွာအဲဤရင်တော်ကြောင့်ဟာလာနိုင်ရင်သာ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 